ခုချိန်ကနေစပြီးကျွန်မထင်တာအမေးဖြေလေးအမေးဖြေခန္ဓာလေးပါရှင့်အဲကိုကိုအောင်ရဲတို့မိုက်လေးတွေဘယ်သူလိုက်ပေးပေးမလဲဟုတ်ကဲ့အားလုံးနဲ့ပါခင်ဗျာကျွန်တော်ကပြင်လို့နေဒီသူတော့ဘာကိုတယ်လောင်းပါတော့ကုတန်နိုင်ဖြစ်ပါတယ်ဟောကျွန်တော်ဒီနေ့ပေါ့နော်ဒီမှာတဲ့အောင်ဟိုပေါ့နော်ဟိုမိဘလေးတွေညီညာလို့ရတယ်ဖြစ်ပြပါတယ်ကျွန်တော်ဖိတ်ချင်တာတော့အခုဟိုပေါ့လူငယ်ကဏ္ဍကိုပဲကျွန်တော်မိပါအားကျွန်တော်ဒီဘက်ပိုင်းမှာကျွန်တော်အတန်းလေးတက်ချောင်းနေဆိုပါဘီ အဲကျွန်တော်မေးချင်တဲ့ရွေးချက်ကတော့တကယ်လို့များပေါ့ကျွန်တော်တို့ဒီပေါ်စီးပွားရေးဆောင်ပါဒီပေါ်နော်အစိုးရအဖွဲ့ဝင်တို့ကဒါရရှိခဲ့မယ်ဆိုရင်ပေါ့ဒီလူငယ်ကဏ္ဍလူငယ်ကဏ္ဍလည်းလိုခွင့်နဲ့ဒီခလစ်တကယ်လည်းရေးဆိုကျွန်တော်ဒီတို့လည်းဒီမူလတိုင်းကြောင့်မှာလည်းကားနေလို့တဲ့ကကျွန်တော်ခလေးဒီကိုလည်းကျွန်တော်အမြဲတမ်းတွေ့ရပါတယ်ခလေးတွေကလည်းရေးကြည့်ပါအဲ့တော့လူငယ်ကဏ္ဍကိုသွားတဲ့နေရာမှာဒီခလေးတွေကိုဒီဆောက်ရှောက်တဲ့ဒီမျိုးနဲ့မျိုးနဲ့တိုင်းမှာဒီ ီမူလနိုင်လို့ကြောင်းဒီမှာကလေးလေးတွေကိုထားပြီးတော့ဒီမိဘတွေပေါ့မိဘတွေမှာလည်းလူငယ်မိဘတွေဆိုလူကြီးမိဘတွေပဲရှိတာပဲလေအဲ့တော့အဲ့လိုမျိုးထားပြီးတော့ဟိုအလုပ်လုပ်ကြရတယ်ပေါ့အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အလုပ်လုပ်ကြရတယ်အဲ့အဲ့လိုမျိုးမှာလည်းစာဝတ်လေးရတယ်အစီအစီကြတာမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဓိကထားပြီးတော့ဆွေးနွေးခြင်းတဲ့အကြောင်းရတယ်ကလူငယ်တွေမှာသူတို့ကလေးဘွားဆက်ပြီးတော့ပြင်ညာရှင်ခွင့်ရတဲ့ကလေးကတော့ ိစ္ဆာမရှိဘူးသူ့ဟာသူမိဘနဲ့တက်နေတဲ့ခါကျတော့ထားပြီးတော့ခိုင်းကြတဲ့ခုနေတော့နေသွားနိုင်တယ်။သုံးပေနေတဲ့အခုခေအနေထားရ break 8 9 10ပေါ့နော်။ဒါပြီးအဲ့လိုမျိုးတွေဖြစ်ပြီးတော့ချွတ်ကြတော့သူခေကာလအနေထားတဲ့ခုကအပြင်ကိုရောက်သွားတယ်။အเจ้าကလည်းတက်စီတယ်။အလုပ်ကလည်းလုပ်လို့မရဘူး။အလုပ်ကလည်းမဖြစ်သေးတဲ့နေရာနဲ့အလုပ်လုပ်အောင်ကျောင်းကတက်ချင်တယ်ကျောင်းတက်ချင်တဲ့စိတ်ရှိတယ်ဒါကကျောင်းသွားထည့်ရမယ့်နေရာလည်းမရှိဘူး ဲ့တော့တကယ်လို့များကျွန်တော်တို့ကအစိုးရကူညီဖြစ်လာပေးလို့ဆိုလို့ရှိရင်တောင်းပြင်သွားတင်ရည်နေတယ်ပေါ့နော်ဟုတ်ပေါ့အဲ့လိုမျိုးလုံးဖို့အမျိုးတိုင်းမှာတောင်းပြင်ပါတင်ရည်စနစ်နေနေပဲဖြစ်ဖြစ်ဒီတဲမိုးဝါတောင်းပြင်တာပေါ့အမျိုးသမီးညီနဲ့သက်ဆိုင်တဲ့ဒီဆက်ချုံကိုအဲစာတင်ရင်အလားပြင်တာတို့တော့အဲ့လိုမျိုးဒီဇိုင်းအားဖို့စာပြင်အရမ်းလို့အမျိုးသားရေးဆိုရင်လည်းကလေးတွေအတွက်လူငယ်တွေအတွက်ကျောင်းမတက်နိုင်ပဲလေအတက်ဘွဲတော့ပြင်ရတယ်ကြားမှာဆိုလို့ရှိရင်ပိုလီတက်နစ်လိုမျိုး ကျောင်းသွားတက်မှာမဟုတ်ခဲ့တဲ့အပြင်ဒီမှာပေါ့နော်တက်အလုပ်ယူတက်ရောအလုပ်ယူအားစိမို့လို့သာသဖြင့်ဒီလိုလုပ်ငန်းလုပ်ငန်းတိုင်းဒီမှာပေါ့နော်ဟိုပေါ့ကုညီတို့ရတဲ့အတိုင်းအတာဒီမျိုးအဖွဲ့အစည်းမျိုးတွေကိုရုပ်နေနိုင်မှာကုညီတို့ဟိုရနိုင်လို့ရှင်းရှင်းဆိုပြီးတော့ပြချင်ပါခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခြေစုပါရှင့်ခုနကလည်းကိုနေလေးချိန်လည်းပြောသွားတယ်เนาะအခုကျွန်မတို့ရဲ့ပြည်ပြည်သူလွတ်တော်မှာဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းကြီးလည်းပြောသွားတယ်လူငယ်တွေရဲ့စိန်ခေါ်မှုကတော့ ပညာကိုဆုံးကန်းတိုင်သင်ခြင်းနဲ့သို့တော်လဲအဲဝင်ဝင်ရှိအောင်လဲပညာတပိုင်းတစနဲ့အလုပ်လုပ်ကြရတယ်ပေါ့နော်အဲကြတော့ဟိုအလုပ်လဲလုပ်ပညာလဲတက်ဆိုတော့ပညာသင်ကြားခွင့်လဲရဆိုတော့ပေါ့နော်ညာအဲ့လိုအခြေအနေမျိုးကိုကျွန်တော်တို့ဖန်တီးပေးရမှာပေါ့ရှင်အဲ့လိုဖန်တီးပေးဖို့ဆိုခုနမှန်ပါတယ်ဒီအကြောင်းပြင်ပပညာရေးပေါ့ရှင်အကြောင်းပြင်ပပညာရေးအရေးကြီးတယ်ပြီးလို့ရှိရင်အသက်မွေးဝမ်းကြောင်းပညာပေါ့နော်ဒါတွေကနည်းပါသေးတယ်ရှင်အသက်မွေးဝမ်းကြောင်းပညာလဲနည်းပါသေးတယ်အခုတော့ဒီနေ့ပြီတော့မှာပေါ့နော် ဟို Polytechnic University ဆိုပြီးစဖွင့်มาပြီရှင်အဲ့ဒါကတော့ဒါဟိုနိုင်ငံအဆင့်ပေါ့ရှင်နိုင်ငံအဆင့်ဖွင့်ပြီးတော့မှတိုင်းနယ်ပြည်နယ်အဆင့်မှာတော့ Polytechnic အဲ college တို့လိုမျိုးတွေဆက်ပြီးတော့မှဖွင့်မယ်ဆိုပြီးတော့မှမူဝါဒချမှတ်ထားတာကိုတွေ့ရှိရပါတယ် နော်အဲ့ဒါအတွက်ကြတော့လေအစိုးရမူဝါဒကြီးပဲတော့မဟုတ်ဘူးမူဝါဒအကောင့်ထည့်ဖို့ဆိုလို့ရှိရင် budget ကလည်းလိုသေးတယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့ budget အတွက်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့အတိုင်းပြည်တစ်ခုလုံးနိုင်ငံတစ်ခုလုံးစီးပွားရေးကောင်းနေဖို့လိုပါတယ်ရှင်စီးပွားရေးကောင်းပြီးတော့မှမိသားစုတိုင်းစီးပွားရေးကောင်းတယ်ပြီးလို့ရှိရင်အစိုးရဘက်ကနေကြည့်လို့ရှိရင်လည်းအခွန်တန်းဒီလူလူလူများတယ်ပေါ့နော်ဆိုလို့ရှိရင်လူတယောက်ချင်းစီကဝင်ငွေတစ်လောက်၅သိန်းထက်ကျော်လို့ရှိရင်အခွန်ထမ်းဆောင်လာလို့ဒါဒါကကြတော့ဟိုပါပေါ့ရှင်ဝင်ငွေကုန်ပေါ့ရှင် ဝင်ငွေကုန်ပေါ့ရှင်ပြီးလို့ရှိရင်လုပ်ငန်းနေပေါ့ရှင် လုပ်ငန်းနေကနေပြီးတော့လဲအမြတ်ကုန်ပေါ့နော်အဲဒါမျိုးလေးတွေထမ်းဆောင်တာပြီးလို့ရှိရင်လဲအစိုးရဘက်ကလည်းပြည်သူလူထုအခွန်ထမ်းဆောင်ကြအောင်အခွန်တန်းနေရဲ့အခွင့်အရေးတွေပေါ့နော်အဲဒါတွေလည်းပေးထားဖို့လိုပါတယ်ရှင်အဲကျွန်တော်တို့မြန်မာနိုင်ငံမှာလိုအပ်နေတာကဟိုအစိုးရဆိုတာမိဘတစ်ဖွဲ့ အဲပြည်သူလူထုတွေကတော့သာသမီလို့သဘောထားပြီးတော့မှသာသမီရဲ့လိုအပ်ချက်ကိုလည်းမိဘဖြစ်ပေးရမယ်မိဘအဆင်ပြေအောင်လည်းသာသမီကဝိုင်းကူရမယ်ဆိုတော့မိသားစုစိတ်ဓာတ်ပေါ့ရှင်အဲကျွန်တော်တို့ဟိုနိုင်ငံတကာမှာပညာရပိုင်းအင်္ဂလိပ်လို့ပြောရင်တော့ social contract လို့ပြောပါတယ် social contract social contract ဆိုတာအဲဒါမှမဟုတ် psychological contract ပေါ့နော်ဆိုတော့ရှင် ကျွန်တော်တို့ contract ဆိုတာပြည်ညင်နေပေါ့ရှင်အဲ contract ကိုပါလို့အဲ legal contract ကိုကျွန်တော်တို့သိကြတယ် legal contract ဆိုတာ အဲဒါပါတော့အယောင်းလွယ်စာချုပ်ချုပ်မယ်အဲဒါမှမဟုတ်လို့ရှိရင်အိမ်အောင်ပြုတ်ပြုတ်တယ်ဆိုရင်အဲဒီအမျိုးသမီးနဲ့အမျိုးသားအိမ်အောင်ပြုတ်ရင်စာချုပ်ချုပ်ပြီးတော့မှဒါသည်ဒါဥပဒေနဲ့ပတ်သက်တဲ့ contract တွေဖြစ်ပါတယ်ရှင်ဒါကစာရွက်ပေါ်မှာရေးထားတယ်ပြီးလို့ရှိရင်ဒါတွေကိုဖောက်ပြက်လို့ရှိရင်ဥပဒေအရပြစ်ဒဏ်တွေရှိတယ်ဥပဒေချောင်းအရရင်ဆိုင်ရမှာတွေရှိတယ်ပေါ့နော်အဲဒါသည် legal contract ဖြစ်ပါတယ်ရှင်အဲကျမတို့လိုနေတာကဘာလဲဆို social contract ပါသို့မဟုတ် psychological contract ပေါ့နော်ဆိုလို့ရှိရင်ကျမဥပမာလေးပါရှင် ဟိုဒါကကျွန်တော်တို့မိသားစုလိုပဲသဘောထားပြီးတော့မှလူတဘာဝပဲဥပမာပြောပြရစီဆိုလို့ရှိရင်ဒီငင်းနဲ့မရဆိုလို့ရှိရင်တော့ဒါ legal contract နဲ့အဲပေါ့နော်တရားဝင်လက်မှာထိုးပြီးတော့မှပေါင်းတင်ကြတာပေါ့နော်ဆိုလို့ရှိရင်တမိစားဆိုလို့ရှိရင်ကြတော့အာဒါ psychological contract ပါရှင်သူကလည်းကိုယ်ချစ်ခင်နှစ်သက်တယ်ကိုကလည်းသူ့ကိုချစ်ခင်နှစ်သက်လို့နှစ်ဦးသဘောသဘောတူ တမီးစားဖြစ်နဲ့တွဲကြတာပေါ့နော်ဆိုလို့ရှိရင်ဘာစာရွက်စာတမ်းမှမရှိပါဘူးသို့တော်လည်းဘာတော့ရှိလဲဆိုလို့ရှိရင်အဲကိုချစ်နေတဲ့ကိုရီစားတခြားမျိုးတမီးကိုသွားကယူဆိုင်တာကိုကိုထက်ပုံပြီးကယူဆိုင်တာကိုလက်မခံနိုင်ဘူးဆိုတာအဲ့ဒါဘာလဲဆိုရင် psychological contract ပါရှင့်ဒီအမျိုးသားလေးဘက်ကလည်းအလိုပါပဲအမျိုးသားလေးဘက်ကလည်းကိုယ်ရည်စားကိုတခြားအမျိုးသားတစ်ယောက်ကလာပြီးတော့မှပုံပြီးဂရုစိုက်နေတာဆိုရင် မခံနိုင်ဘူးပေါ့နော်ဒါကိုလက်တည်မခံနိုင်ဘူးဆိုတော့ဒါတွေကဘာလဲဆိုရင် psychological contract ပါရှင့်ဆိုလို့ရှိရင်သာသမီနဲ့မိဘလည်းအလိုပါပဲဒါကျွန်တော်တို့စာချုပ်စာတမ်းနဲ့မဟုတ်ဘူးသာသမီနဲ့မိဘဆိုတာဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့ရှင့်သားသမီးရလည်းမိဘကိုမိဘဆိုတာကိုယ့်ရဲ့အရေးကြီးဖြစ်တယ်ကိုကိုနားကိုရာဖြစ်တယ်ကိုယ့်ရဲ့ကိုယ်ကိုရာဖြစ်တယ်ကိုယ့်မျိုးတော်မြောက်ပေးမယ်အဲဆိုတော့မျောလင့်ချက်တွေသားသမီးတွေမှာရှိတယ် ။နောက်မိဘတွေကလည်းအမိဘတွေကလည်းဒါကိုမွေးထားတဲ့သားသမီးမို့လို့ပြုစုပြောထောင်ရမယ်ဆိုတဲ့တာဝန်ရှိတယ်။နောက်တစ်ချိန်ကျရင်မိဘတွေအသက်ကြီးအကြီးရင်လာတဲ့အချိန်ကျရင်လည်းဒါသားသမီးတွေရဲ့ဟိုပါပေါ့နော်။ဟိုဒီဒီထောက်ပံ့တာတွေကိုပြန်ပြီးတော့မှခံစားရမယ်ဆိုတဲ့ဒီစိတ်ထဲမှာမျောလင့်ချက်တွေပေါ့နော်။အဲ့ဒါတွေရှိတယ်။ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအဲပြည်သူလူထုတရလုံးနဲ့ကျွန်တော်တို့အုတ်ချုပ်တဲ့သူနဲ့အုတ်ချုပ်ခံရတဲ့သူပေါ့နော်။ဆိုလို့ရှိရင်အဲ social contract ကအရေးကြီးပါတယ်ချက်။ တယောက်နဲ့တယောက်ပြန်လည်ယုံကြည်ဖို့ပေါ့နော်အခုကျမတို့မြန်မာနိုင်ငံမှာဖြစ်နေတာကခုနမှမတူလဲထည့်ပြောသွားတာအဲ့ဒါယေရှုတင်ပါလားရှင်အခုချိန်မှာကျမတို့ကပြည်သူလူထုချင်းချင်းလဲစိတ်ဝန်းကွဲနေတယ်အစိုးရကလည်းမကြိုက်ဘူးအဲအဲ့လိုမျိုးပေါ့နော်အစိုးရပြောတာကိုပြောင်းပြန်လုပ်ချင်တယ်အရွက်ကိုတိုက်ချင်တယ်အဲ့လိုတွေဖြစ်နေတာပေါ့ရှင်ဆိုလို့ရှိရင်ကျမတို့ social contract ပေါ့နော်ကျမတို့မြန်မာလူအတိုင်းဝိုင်းမှာအဲကျမတို့အစိုးရဆိုတာကိုကရွေးကောက်ထားတာနော်ပြည်သူလူထုအများစုကရွေးကောက်ထားတဲ့အစိုးရဖြစ်တယ် ိုရွေးကောက်ထားတဲ့အစိုးရကနေပြီးတော့မှကိုယုံကြည်လို့ရွေးကောက်ထားတဲ့အစိုးရကနေပြီးတော့မှအာဒီဥဆောင်ဥကိုဟိုပြည်သူလူထုကလည်းလိုက်ပါဆောင်ရွက်မယ်ဆိုတာမျိုးပေါ့နော်အဲဒါမျိုးလေးပြီးလို့ရှိရင်အစိုးရဘက်ကကြည့်လို့ရှိရင်လေပြည်သူလူထုလိုက်ပါဆောင်ရွက်လို့လွယ်ကူအောင်လိုက်ပါဆောင်ရွက်ချင်အောင်အစိုးရကလည်းဆောင်ရွက်ရမှာဖြစ်ပါလေရှင်။နောက်အဲ့ဒါလေးပေါ့အပြန်အလှန်ပေါ့ရှင်။နောက်ခုနပြောသွားတာကတော့ဒီအသက်ဝေးဝန်းကျောင်းပညာရေးလို့လေအဲကျောင်းကျောင်းပြင်ပပညာရေးတွေလို့ပါတယ်။အဲ့ဒါအတွက်ကိုကျမတို့က ဟိုရက်ရွာထဲမှာကိုလွယ်လွယ်ကူကူရှိနေရမယ်ကိုရက်ထဲမှာကိုရွာထဲမှာကိုမြို့ထဲမှာကိုရှိနေရမယ်ဆိုလို့ရှိရင်ဟိုဒီဒီထားပါတော့เนาะစီးပွားရေးစောင့်နေအစီအမပြေလို့အเจ้าကထွက်ရတဲ့ကြားလဲเนาะဒီရွှေတောင်လိုမျိုးကနေပြီးတော့မှတင်နန်းတော့တက်ဖို့ရန်ကုန်ထိသွားနေရမယ်ဆိုမိဘကမတတ်နိုင်ပါဘူးရှင်ဒီမှာရှိတဲ့ဒီရွှေတောင်မှာရှိတဲ့အထက်တန်းเจ้าတောင်ပို့ဖို့ကခက်နေတဲ့ကိစ္စကိုရန်ကုန်ထိသွားပြီးတော့မှဟိုဟိုပါပေါ့ရှင်ဟိုတယ်နဲ့ခီးသွားဝန်ဆောင်မှုတင်နန်းတက်ပါဆိုရင်မတတ်နိုင်ပါဘူးရှင် ဆိုလို့ရှိရင်ကျမတို့မှာဟိုဟိုအစိုးရအနေနဲ့ကျမတို့ budget တွေအများကြီးလိုအပ်ပါတယ်။ဒါတွေကပေါ့နော်ဒီအကြောင်းလေးဟိုနေရာအနှံ့ကိုစောက်ထားရမယ်။အတိုင်းနဲ့ပြည်နယ်အဆင့်ရှိမယ်ပေါ့နော်။ဒီကုနိုင်ငံအဆင့်ရှိမယ်ပြီးတိုင်းနယ်ပြည်နယ်အဆင့်ရှိမယ်ပြီးခရိုင်မြို့ကြီးတွေအဆင့်ရှိမယ်ပြီးလို့ရှိရင်အဲဒီမြို့နယ်တွေအဆင့်မှာဒါမှရှိတဲ့မှာလေရှင့်။ရှိတဲ့မှာလေအဲ့လိုရှိတဲ့နာတွေရှိဖို့လို့အတွက်ကြတော့အစိုးရလည်းတောင့်တင်းမှုလိုပါတယ်အစိုးရလည်းဒီ budget ပေါ့နော်ဒီဒီဘဏ္ဍာငွေတောင့်တင်းမှုလိုတယ်အဲ့ဒီဘဏ္ဍာငွေတောင့်တင်းမှုလည်း အစိုးရအနေဥဆောင်ပြီးတော့မှလောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်ကျင်တွေအဲဟိုပါပေါ့ဖန်တီးပေးပြီးလို့ရှိရင်ပြည်သူလူထုတိုင်းကလွယ်လွယ်လင့်တကူနဲ့လောက်ကိန်းစားတောင်းလို့ရတယ်ဆိုလို့ရှိရင်အစိုးရအောင်လည်းကျေးဇူးတင်ပြီးတော့အစိုးရအောင်လည်းအခွင့်ဆောင်မယ်အစိုးရလည်းအခွင့်အရေးတွေမြန်မြန်ရတဲ့အချိန်မှာပြည်သူအကျိုးပို့လုပ်နိုင်မယ်ဆိုတဲ့ဟာပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကအခုအစိုးရလည်းပြည်သူမယုံဘူးပြည်သူကလည်းအစိုးရမယုံဘူးညာကနေပြီးတော့မှကျမတို့က တခြားတစ်ဖက်ကိုသွားရမှာဖြစ်ပါလိမ့်ရှင်ကျမတို့ကလည်းအစိုးရရုံရုံချီချီနဲ့အစိုးရလည်းပြည်သူလူထုရုံရုံချီချီနဲ့ကျမတို့ကအဲဒီလိုလေးပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့နိုင်ငံရေးပါတီတွေအနေနဲ့ပြည်သူသားလင်အဲဥထိတ်ထားရဆိုတာပြည်သူလူထုဘဝအဓိကဆိုတာကျမတို့ကပြည်သူလူထုရဲ့အခက်အခဲကိုသိချင်တယ်အခက်အခဲကိုဖြေရှင်းပေးခြင်းအပြင်ပြည်သူလူထုဟိုပါပေါ့နော်ဒီအိမ်အောင်စုတိုင်းကအဆင်ပြေလို့ရှိရင်အဲကျမတို့တစ်ချိန်မှာဒီအစိုးရအနေနဲ့အင်အားတောင့်တင်းလာမှာပေါ့နော် အဲအဲ့ဒါလေးပါရှင်ကျွန်တော်တို့စီးလုံးညင်ညို့ဖို့လိုအပ်နေတာဖြစ်ပါတယ်။နော်ဆိုလို့ရှိရင်ကျွန်တော်တို့တကဘာလုံးခံရတာတော့ COVID ပေါ့နော်။ COVID မှာတကဘာလုံးခံရတယ်။ COVID ပြီးပြီးသွားပြန်တော့လည်းကျွန်တော်တို့ကနိုင်ငံရေးအကျပ်တဲနဲ့ပြီးလို့ရှိရင်လက်နက်ကင်ပြိပက်ခတွေပါဖြစ်တဲ့အခါကျတော့ဒါအကျပ်တဲဆုံးကာလဖြစ်ပါလိမ့်ရှင်။ဒါကျွန်မထက်ဒီမှာအသက်ကြီးတဲ့လူတွေလည်းပါမှာပါ။ကျွန်မဆိုအသက်58နှစ်ပေါ့နော်။ကျွန်မဘဝမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကဒီအချိန်ကအကျပ်တဲဆုံးကာလဖြစ်ပါလေ။ဆိုလို့ရှိရင်ဘက်ပေါင်းဆိုရင်စိန်ခေါ်မှုရှိနေတဲ့ကာလဖြစ်ပါလေ။ အဲ့ဒါကြောင့်မလို့ကျမတို့ကနေပြီးတော့မှမိဘနဲ့သားသမီးတစ်ဖွဲ့ပေါ့နော်အစိုးရအဆင်ပြေအောင်လဲပြည်သူကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါပြည်သူအဆင်ပြေအောင်လဲအစိုးရဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ဖို့ဟာကျမဘာရေးကြည့်လဲဆိုလို့ရှိရင်ပြည်သူရွေးကောက်တဲ့အစိုးရတရားပေါ်ပေါက်ဖို့ရေးကြည့်တာနော်အဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့ကျမတို့ကဒါဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်တဲ့ရွေးကောက်ပွဲဖြစ်ပါလိမ့်ရှင်နော်အပြင်မှာကြားနေရတာတွေကတော့ ဟိုရွေးကောက်ပွဲကိုစန့်ကျင်ကြလို့ပါတို့ပြောပြောနေကြတာတွေရှိတယ်ပေါ့နော်ဒါတွေကိုနားမယောင်ကြပါနဲ့ဒါပြည်သူလူထုကရွေးကောက်တင်ပြောင်းတင်မြောက်မှအစိုးရဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူလူထုမှာအလိုလိုနေရင်ပြည်သူအတန်ကပို့ပြီးတော့မှဟိုအားရှိလာမယ်ပြည်သူလူထုရဲ့အာဏာပေါ့နော်ပြည်သူအာဏာကိုတက်ရောက်လာပြီးတော့မှအစိုးရတွေကနေပြီးတော့မှပြည်သူအတန်ကိုနားထောင်ပြီးတော့မှပြည်သူပြည်သူရဲ့ဟိုကြီးပွားတိုးတက်ရာတိုးတက်ကြောင်းအတွက်ကိုပို့ပြီးတော့မှအားထည့်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါလေရှင့် ။နော်အဲ့ဒါကြောင့်မလို့ကျမဟိုပေါ့နော်ခုနပြောစရာတွေကတော့အများကြီးပါရှင့်။ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ရှင့်ဆွေးနွေးပေးတဲ့အတွက်လေ။ဆိုလို့ရှိရင်ဟိုနောက်တစ်ခုကလူငယ်နဲ့ကလေးသူငယ်ပါရှင့်။ကျွန်မတို့ကလေးသူငယ်ဆိုတာဥပဒေအရကျွန်မတို့သတ်မှတ်ထားတာ18နှစ်ထိကကလေးသူငယ်လို့သတ်မှတ်ပါတယ်ရှင့်။ ပြီးလို့ရှိရင်မွေးကင်းစအနေရှင်းနေထီတော့ရှေးဦးရွယ်ကလေးသူငယ်လို့ကျွန်တော်တို့သတ်မှတ်ပါတယ်ရှင်ရှေးဦးရွယ်ကလေးသူငယ်ဆိုတာကတော့ကျွန်တော်တို့မူโจចောင်းကနေစပြီးတော့မှဒီဒီရွယ်တော့ကကျွန်တော်တို့ကရင်ကျေးလိမ်မောင်တင်ထားပြီးတော့မှကျွန်တော်တို့မြမရိုးရာဒလိထုံနှန်းဆင်လာနဲ့တကွာပေါ့နော်မြန်မာဆန်နဲ့မိသားစုလေးဖြစ်အောင်ပေါ့နော်အဲဒီလိုလေးတင်ကြပြီးလို့ရှိရင်ကြီးလာတော့လည်းမြန်မာမှုနဲ့ပဲတိုးတော်လည်းနိုင်ငံတကာကိုဟိုဟိုပါပေါ့နိုင်ငံတကာမှာအဆင့်တန်းမီတဲ့မြမလူငယ်တွေပေါ့နော် အဲကျမတို့မွေးဖွားပေးရမှာဖြစ်ပါချင်းလက်တော်စိန်ခေါ်မှုကတော့လူငယ်တွေအတွက်စိန်ခေါ်မှုကတော့ပြည်တွင်းမှာအလောက်ကိုင်းရှားပါတဲ့အခါကျတော့ဟိုနိုင်ငံတကာကိုသွားပြီးတော့အလုပ်လုပ်နေကြရတာဖြစ်ပါတယ်အဲသို့တော်လည်းဒီလိုမျိုးတွေကျမတို့မြန်မာနိုင်ငံမှာဖြစ်နေတာလားဆိုတော့ကျမတို့အရှိမဖြစ်ခဲ့တဲ့နိုင်ငံတွေအများကြီးရှိပါတယ်ရှင်ဥပမာဂျပန်ပေါ့နော်အဲဂျပန်ဆိုလို့ရှိရင်ကျမတို့ဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးပါတယ်ရှင် ဒုတိယကဘာစစ်ဆိုတာတော့တမကျုံလုံးပေါ့နော်ကျုံလုံးလေးဘုသူတာလေးဖြစ်အောင်ဒုတိယကဘာစစ်ဆိုတာဟိုနာဇီဂျာမနီနဲ့ဖက်စစ်ဂျပန်နဲ့တဖက်အဲပြီးလို့ရှိရင်အမေရိကန်တို့ပြင်သစ်တို့အင်္ဂလန်တို့စသဖြင့်ပေါ့နော်ဒါတွေကမဟာမိတ်တွေကတဖက်အဲတိုက်ကြတဲ့အဲတိုက်ပွဲဖြစ်ပါလိမ့်ရှင်နော်အဲ့ဒါကြောင့်မလို့ခုနှစ်ရပဲကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတရုတ်ပြည်ကပြန်လာတာဒီတရုတ်ကနေပြီးတော့မှသူတို့ဖက်စစ်ဂျပန်နေသူတို့ကိုအရမ်းမဲဟိုကပေါ့စစ်တိုက်ပြီးတော့ဒုက္ခပေးခဲ့တဲ့ဟာကို ဟိုအောင်နိုင်တဲ့နေ့ဆိုပြီးတော့မှကျင်းပတာဖြစ်ပါတယ်ရှင်အဲ့အရှိမေလ9ရက်နေ့တော့လည်းရုရှားကနေပြီးတော့မှနာဇီဂျာမနီကိုအောင်နိုင်တဲ့နေ့ပေါ့နော်ဒါတွေဒီပါလဲဆိုရင်ဒုတိယကမ္ဘာစစ်ကိုအောင်နိုင်တာပေါ့ဟိုတရက်ထဲနဲ့အောင်နိုင်သွားတာမဟုတ်ဖဲနဲ့အဲဒီလိုပေါ့နော်ဟိုဒီရုရှားကနေနာဇီဂျာမနီကိုအောင်နိုင်သွားတာမေလထဲမှာအခုစက်တင်ဘာလထဲမှာကျတော့တရုတ်ဘက်နေပြီးတော့မှဂျပန်အောင်နိုင်သွားတာပေါ့နော်ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်မှာအောင်နိုင်သွားတာဆိုလို့ရှိရင်ဂျပန်ဒီ ဒုတိယကမ္ဘာစစ်မှာစစ်ရှုံးပြီးတော့မှဒီအမှုမြုံဘုံတွေလည်းကျဲခံရပြီးတော့မှဒီပြပုံဘဝကနေစတာပေါ့နော်အဲ့လိုစတော့ကလည်းသူတို့ရဲ့ဂျပန်လူငယ်တွေကလည်းနိုင်ငံတကာမှာထွက်ပြီးတော့မှအလုပ်လုပ်ခဲ့ကြရတယ်လို့ဟိုဒါတမိုင်းတွေထဲမှာစာစာတွေထဲမှာဖတ်ပို့ပါတယ်ရှင်တို့တော့လေနိုင်ငံတကာသွားပြီးတော့မှပြန်လာတဲ့လူတွေကဘာဖြစ်သွားလဲဆိုလို့ရှိရင်သူတို့မှကျွမ်းကျင်မှုတွေရှိကြတယ်ပြီးလို့ရှိရင်စီးစနစ်ကျနပြီးတော့ကိုယ့်ထက် ဟိုပါပေါ့နော်တိုးတက်တဲ့တိုင်းပြည်ရဲ့ကောင်းမွန်တဲ့အလေးထားတွေကိုယ့်အိမ်ကိုကိုပြန်တည်လာတာပါရှင်အဲ့လိုမျိုးနဲ့ဂျပန်ကလည်းစခဲ့ရတယ်လို့ကျွန်မနားလည်ပါတယ်ရှင်အဲ့လိုပဲတခြားနိုင်ငံပေါ့နော်ဗီယက်နမ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဗီယက်နမ်စစ်ကြီးကအာ10နှစ်လောက်ဖြစ်တာပေါ့ရှင်အဲ့ဗီယက်နမ်စစ်10နှစ်ဖြစ်တဲ့10နှစ်ကာလမှာအသုံးပြုတဲ့လက်နက်ခဲယမ်းမီးချောက်ကကျွန်တော်တို့ပထမကဘာစစ်နဲ့ဒုတိယကဘာစစ်မှာအသုံးပြုတဲ့လက်လက်ခဲယမ်းမီးချောက်တဲ့များတယ်လို့ကျွန်တော်စာထဲမှာဖတ်ပေါ်ပါတယ်ရှင် တကယ်ကိုတအားဆိုးွားတဲ့ပြည်တွင်းစစ်ဖြစ်တာပေါ့နော်အမေရိကန်လိုဟိုတကယ်အင်အားကြီးနိုင်ငံနဲ့ဗီယက်နမ်နဲ့စစ်ဖြစ်ရတာပေါ့ချစ်လူတွေလည်းအများကြီးတည်တယ်ပြီးလို့ရှိရင်တာဘုံဘွားကနေစခဲ့ရတယ်စပြီးလို့ရှိရင်သူတို့တီထောင်လုံးကလည်းအဲ့လိုပါပဲချစ်1980 80ရောလောက်မှာစစ်ပြီးသွားတယ်ပေါ့နော်1980လောက်ဆိုရင်အဲသူတို့မလုပ်ရလဲဆိုရင်ဗီယက်နမ်နေနိုင်ငံတကာမှာသွားပြီးတော့မှအလုပ်လုပ်ကြတာပေါ့ချစ် ပြီးလို့ရှိရင်တို့တို့တွေကစုဆောင်ပြီးတော့မှပို့ပြီးပြန်လာပြီးတော့မှစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တယ်စုဆောင်ဝင်ရရှိတာလေစီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်တို့တို့ကကျွမ်းကျင်မှုတွေလည်းပါလာတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကကျန်တဲ့ထူထောင်ဖို့ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ကအားပြောတင်လာတယ်ဆိုတော့စိတ်အားမငယ်ကြပါနဲ့လို့အခုချိန်မှာတော့ဒီလိုတော့ဖြစ်နေပြီမဲ့တခြားကိုယ်ရှိမှဖြစ်ခဲ့တဲ့နိုင်ငံတွေလည်းဒီလိုပဲအကြော်ဖြတ်ပြီးတော့မှကျွန်တော်တို့ကစဉ့်ညံ့ခံပြီးတော့မှအကြော်ဖြတ်ကြမှာဖြစ်ပါလိမ့်ရှင် เนาะอะไรจังหวะจังหวะโห2019ปอเนาะ2020ปาร์ตี้ช่องหาซะจังหวะโมกีเนรุกีกีเนรุยောက်ပါละဆိုတော့ရှင်จังหวะโหตะโกตันเนี่ยยောက်တယ်มะกวยตันเนี่ยยောက်ဒီปะโกเนี่ยมะกวยโหမျိုးเนี่ยถ้าสั่นเองโมกีเนี่ยกีกีเนี่ยอ่ะตลอดนี้โหว่าကျေးရွာလို့ပြောလဲသူကအိမ်တိုင်းကတိုက်လေးတွေပဲဘာဖြစ်လို့လဲဆိုသူတို့ကထိုင်းမှာသွားပြီးအလုံးလုပ်တယ်ပတ်စံစုလာတယ်အရင်ဆုံးရတဲ့ပတ်စံနဲ့အိမ်ဆောက်တာဖြစ်ပါရှင်ဟိုရွာလို့ပြောပေမဲ့လည်းအဲ့တရွာလုံးကတိုက်လေးတွေဖြစ်ပါရှင် ဲ့တိုက်လေးတွေကလည်းကျွန်တော်တို့ပြည်မမှာရှိတဲ့တိုက်တဲ့ပိုလှပါလေရှင်ပုံစံတွေဒီဇိုင်းတွေပိုလှတယ်လက်ရာတွေပိုကောင်းတယ်အဲ့ဒါဘာလဲဆိုလို့သူတို့ကိုယ်တိုင်ကဟိုမှာစောက်လို့ရေးလုပ်ငန်းမှာလုပ်ခဲ့ပြီးတော့မှသူတို့ကိုယ်တိုင်စုဆောင်ထားတဲ့ငွေနဲ့ကိုယ့်အိမ်ကိုကိုယ့်ဟာကိုယ်စောက်တာလို့ကျွန်တော်သိရပါလေရှင်အဲတည်ရပါတယ်ပြီးလို့ရှိရင်ကျွန်မဖန်အောင်မှာသွားတော့လဲဒါကတော့2019 2020အချိန်လေးပေါ့နော်ဟိုဖန်အောင်သွားတော့လဲသူတို့ညဈေးဆိုတာရှိပါတယ်အဲညဈေးမှာဟိုဈေးရောက်တဲ့လူတွေရောဈေးလာဝယ်တဲ့လူတွေရောပျော့ပျော့ရွှင်ရွှင်နဲ့ ပြီးလို့ရှိရင်ဒီလိုပန်းကြံလိုမျိုးမှာညစိမ့်လှုပ်ထားပြီးဒီလို state ခုံလဲထားထားပြီးတော့မှအဲ့မှာကာရာအိုကေဆိုခြင်းနဲ့လူဝင်ဆိုလို့ရတယ်အဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့နေနေတာကျွန်မတွေ့ရပါတယ်ရှင်အဲ့ဒါအဲ့ဒါကြောင့်မလို့ကျွန်မတို့ကစီးပွားရေးကောင်းဖို့တအားရေးကြီးပါတယ်စီးပွားရေးကောင်းဖို့ဆိုတာတစ်ခါလေကြာရင်လဲအဲဒီအလောက်ကန်ရှိတဲ့နေရာရေးကြီးရမျက်နှာရတွားတွားရတယ်လက်လည်းနေထိုင်ရတယ်ဆိုတော့ဟာလူတဘာဝလည်းဖြစ်တယ်ပေါ့နော်ဒါကိုကျမတို့ကအစိုးရတည့်ရနေနဲ့ဒီလူတွေကို ဒီလူတွေရဲ့စုဆောင်ဝင်တွေကိုပြည်တွင်းကိုစီးဝင်လာအောင်ဆိုလို့ရှိရင်နိုင်ငံတကာမှာအလုပ်လုပ်နေတဲ့မိသားစုဝင်တယောက်ရှိရင်သူ့ဒီဒီမှာရှိတဲ့ဒီမြန်မာပြည်မှာခြံခဲ့တဲ့မိသားစုရဲ့စီးပွားရေးဟိုစောင့်ဝင်နေရေးအဆင်ပြေတယ်နော်အိမ်ဆောက်ဖြစ်တယ်ပြီးလို့ရှိရင်လုပ်ငန်းရှင်လေးဖြစ်လာတယ်ပေါ့နော်စသဖြင့်အဲ့လိုမျိုးကနေစပြီးတော့မှကျွန်တော်တို့အားယူရမှာဖြစ်ပါလေရှင်တစ်ချိန်တည်းမှာပဲဒီလိုလူငယ်တွေပေါ့နော်ဒီကလေးသေးသေးလေးတွေခုနကလိုပေါ့မူဂျိုကလေးကနေစပြီးတော့မှအဲကျမတို့ကဒီပညာရေးကိုမိသားစုတွေကမြေတောင်မြောက်ပြီးလို့ရှိရင် ယဉ်ကျေးနေမှာတဲ့သားသမီးတွေအနေနဲ့ပြိုးထောင်ပြီးတော့မှဒီ now generation မှာကျွန်တော်တို့ကဟိုတဆင့်ခုန်တက်ရမှာဖြစ်ပါတယ်ရှင်ဗီယက်နမ်လည်းဒီလိုပဲတည်ထောင်လာတာဖြစ်ပါလေဂျပန်လည်းဒီလိုပဲတည်ထောင်လာတာဖြစ်ပါလေစစ်ကြီးတွေကျမတို့ထက်အများကြီးဖြစ်ခဲ့ပါတယ်ဆိုလို့ရှိရင်ကျမတို့လည်းမြန်မာနိုင်ငံမှာဆိုရင်တော့ဟိုကျမတို့မမွေးခင်တော့ဒီထက်ဆိုးတဲ့အခြေအနေရှေ့ကောင်းရှိမှာပါသို့တော်လည်းကျမတက်တက်မှာတော့ဒါအခြေအနေဆိုးဆုံးပါရှင်ဆိုလို့ရှိရင်အားမငယ်ကြပါနဲ့အားမငယ်ကြပါနဲ့ကျမတို့ ဟိုလောက်ဆရာရှိတာလောက်ကြပါအဆင်ပြေတဲ့နေရာအလုပ်လုပ်ကြပါသို့တော်လည်းစုဆောင်းကြပါစူးစမ်းကြပါစုဆောင်းကြပါပြန်လာကြပါပြန်တီထောင်ကြပါပြန်ပြီးတော့မှကိုမိသားစုနဲ့ကိုပြန်ပြီးတော့မှပေါင်းစည်းပြီးတော့မှကိုရဲ့ကိုနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ပေါ့လေအဲ့ဒါဆောင်ရွက်ကြဖို့ကျွန်မအားပေးစကားလေးပြောချင်တာဖြစ်ပါလေရှင်ကျေးဇူးပါရှင်